အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပြုပြင်မောမှန်ရေးလုပ်ငန်းများပုံမှုမြန်ဆန်စွာဆောင်ရွက်ပြည်စည်းနိုင်ရေးဒေသခံပြည်သူများဝိုင်းဝန်းပါဝင်ဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အင်းအားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့်မန္တလေးငလင်တန်းကျောင်းရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလေးကံတွင်ရှိအင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝတ်စံပယ်တော်မူရာရတနာစံကျောင်းတော်ကရဝိတ်ဖောင်တော်ဖောင်တော်အဆောင်နှင့်စံကျောင်းတော်ရင်မြင်တော်တို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးအဆိုပါထိခိုက်ပျက်စီးမှုများအမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက်နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု ရှမ်းပြည်နယ်အစိုးရဘွဲ့၏အနီးကပ်ကြီးကြပ်မှုတို့ဖြင့်ကျွမ်းကျင်ပညာရှင်ကြီးများအသိပညာရှင်အတက်ပညာရှင်များ အနေနဲ့အရရမစေတနာရှင်လူရှင်များ၏ထဲဝင် လူတန်းမှုများဖြင့်ဝိုင်းဝန်းကြိုးပမ်းအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါသည်ထို့သို့ဆောင်ရွက်လျက်ရှိရာတွင် ယနေ့တွင်အင်းလေးဒေသအတွင်းရှိဒေသခံပြည်သူများကပြုပြင်တိစောက်မုံမှန်မှုလုပ်ငန်းများပုံမိုလင်းမြန်စွာဆောင်ရွက်ပြီးစည်းနိုင်ရေးအတွက်မိမိတို့ကြေးရွာလိုက်ဆန္ဒအလျောက်လှူအားဒါနပါဝင်ကုသိုလ်ယူ၍ဖျားယင်မြင့်တော်နှင့်ကရဝိတ်အဆောင်ပြုပြင်မုံမှန်တိစောက်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်ယခုအခါပြုပြင်မုံမှန်တိစောက်ရေးလုပ်ငန်းများဆောင်ရွက်ဆဲကာလဖြစ်ခြင်းကြောင့်ခီးသွေးပြည်သူများနှင့်ဖျားဘူးလာသူများအား စံကြောင်းတော်တွင်ဝင်ရောက်ဘူးမြော်ကြီးညိုခွင့်ကိုဖရာဂောဘကအဖွဲ့တာဝန်ရှိသူများကယာယီရက်နာထားပြီးအမြန်ဆုံးပြန်လည်ခွင့်ပြုနိုင်ရေးအတွက်ကျွမ်းကျင်ပညာရှင်ကြီးများကျွမ်းကျင်လှုပ်သားများဖြင့်၎င်းခိမီနီးပညာများဖြင့်၎င်းဆယ်ရန်တရားကြီးများဖြင့်၎င်းပတ်ဝန်းကျင်ကြီးရွာများရှိဒေသခံပြည်သူများ၏လှုပ်အားဒါနများဖြင့်၎င်းအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိကြောင်းနှင့်ဩဂုတ်လအတွင်းပြည်စည်းအောင်ဆောင်ရွက်တော်နိုင်မည်ဟုမျှော်မှန်းမိပါကြောင်း ဖရာကောဘကအဖွဲ့ထမ်းမှသိရှိရပါတယ်ခမညာ။